ပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်။ Bio Ghost Na YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ဗရာလောကဇလံကောင်းလေးများစွာနဲ့ပြည့်ရမန်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါရစေ။ဒီနေ့မှတော့ပရိသတ်ကြီးအတွက် Cycle Carry တရေဆိုရင် ပရာလောကဇလံကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလံလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ video delivery တိုင်းမှာလည်းပရိသတ်ကြီးသိရှိဖို့အတွက် notify color လေးကိုနှိပ်ပေးသားကြဖို့မမေ့နဲ့နော်။ကြည့်ဒါဆိုရင်တော့ဇလံလေးကိုခုပဲစတင်လိုက်ပါတော့မယ်။ကိုချစ်တန်တင်ရောက်ရန်ကုန်မြို့ထဲကအပြန်အလုပ်ကိစ္စများမပြီးပြတ်လို့အပြန်နောက်ကြောင်ခင်သူကားကိတ်ကိုရောက်တော့အကိမ့်မှာအစင်တင်ရထားတဲ့ ဟွန်တိုင်းကားကြီးတစ်စီးကိုပဲတွေ့လိုက်ရတယ်။ကားကသူ့တက်တန်းတစ်လျှောက်လိုရာထက်ကိုပို့ပြီးတောင်ဝင်ထမ်းဆောင်ခဲ့ရတဲ့ပုံရတယ်။စေတထက်အတန်ကြီးတထက်ဖြစ်လို့နေနေ။အယောင်ကမသိလွင်တော့တိုက်ကြီးရန်ကုန်နောက်ဆုံးကိုင်းဘာပဲဖြစ်ဖြစ်နောက်ဆုံးကားလေးနောက်ဆုံးကားပေါ့တိုက်ကြီးရောက်ရင်အင်ကိုပဲအချိန်ဖြစ်ဖြစ်15မိနစ်ခန့်လမ်းလျှောက်လိုက်တာနဲ့ရောက်ပြီဖြစ်တယ်။ရထားတဲ့ကားပေါ်ကိုဝမ်းမြောက်ဝမ်းသာနဲ့တက်ပြီးခုံးလုံးတစ်ခုမှဝင်ထိုင်လိုက်တယ်။သူကားပေါ်ရောက်တော့9နာရီ နောက်ဆုံးကားဆိုတော့အတက်နိုင်ဆုံးကားပြင်းအောင်လူဆောင်တင်လေးတယ်။ဂိတ်ကားစထွက်တော့ခဏနာရီခွဲပြီးရန်ကုန်ကအထွန်းကားအမှတ်တိုင်စီလူတက်လိုက်တာကြောင့်ရက်ပေးနေရတယ်။ထောက်ကျန်ကိုရောက်တော့လူတော်တော်များများဆင်းသွားတာကြောင့်ကားပေါ်မှာရက်သူမရှိသလောက်ဖြစ်သွားရင်ရက်လိုက်မောင်းလိုက်နေဆိုတော့တိုက်ကြီးကိုကိုးနိုင်ရင်ခမ်းမရောက်မယ်လို့ခံမှန်းမိတယ်။ထောက်ကျန်မှထွက်လာပြီးနောက်ပိုင်းခီးသည်အစင်းသာရှိတယ်။အတက်သမားမရှိတော့ကားဆက်ဆွမ်းအားကျနေတာလားမသိဘူး။ ရံရံမမောင်းမဲမှန်မှန်သာမောင်းနေစက်တန်အတိုးလိုက်ကျဲလိုက်နေမတီမငိမ့်ရှိနေတော့ကိုတတိပြုတ်မိနေထင်းတဲ့အတိုင်းမှော်ပြီးအဝင်ဒိုးဂိတ်ကျော်နောက်မှဆွတ်ထိုးရက်သွားတယ်စပယ်ယာမပါတဲ့အတွက်ဒရိုင်ဘာကိုယ်တိုင်ဆင်းပြီးတော့ဆက်ကုတ်ဆင်းကြည့်နေခဏကြာတော့ကားပေါ်ဒရိုင်ဘာပြန်တက်လာပြီးဆက်ကုတ်နိုးလိုက်အောင်ဇန်နိုးသွားတဲ့အတွက်ကားဆက်လက်ထွက်လာခဲလိုက်တယ်မော်ဘီမရောက်ခင်မှာပဲထိုင်ကုန်ပေါ်မှလူတစ်ဝက်ခန့်ဆင်းကုန်နေကားပေါ်တက်သူကမရှိသလောက်ပဲမော်ဘီမျိုးတွေဝင်တော့ ကားပေါ်မှာလူဆယ်ယောက်ပဲရှိတော့တယ်လူတန့်ဦးမလားဆိုပြီးတော့9မိနစ်ခန့်ရက်ဆောင်နေလူကြီးတယောက်သာတက်လာတယ်ကားထွက်လာတယ်စူပေါင်းမတ်တိုင်ဝရောက်တော့3ယောက်ဆင်းသွားပြီး2ယောက်ပြန်တက်လာတယ်စူပေါင်းရုံမတ်တိုင်ကထွက်တော့ကားဆက်တမ်းမူမမှန်ဖြစ်လာတချက်တချက်တုန်ကနေဖြစ်သွားတယ်မော်ဘီတော်လုံးဆက်ယုံရှိရောက်ကားထိုးရက်သွားတော့တယ်ဒရိုင်ဘာကကားကိုပြန်နှိုးကြည့်တယ်လုံးဝနှိုးမလာတော့သွားပါပြီဒီနေ့တနေ့လုံးသဘောကောင်းနေပြီ နောက်ဆုံးအခေါက်ကြောင့်မှဖြစ်ရတယ်လို့ဒရိုင်ဘာအားလုံးကြောင့်ပြောပြီးတော့နေအောက်ဆင်းသွားတယ်။ဇက်ကိုဘလို့ပဲသွားလို့တည်းမသိခဏကြာတော့အပေါ်ပြတ်တက်လာပြီ။စိတ်မကောင်းမှကားထွက်လို့မရတော့ပြတ်သွားပြီ။လမ်းတဝက်ရောက်မှကွာ။ဒီချိန်ဘာကရတော့မှလဲ။ဒီကားပေါ်မှာအိမ်ရတော့မှလား။နောက်ကကားတွေလာနိုင်ပါသေးတယ်။ခဏစောင့်ကြည့်ပါဦး။ဆိုင်ကယ်ကယ်ရီတွေလည်းလာတတ်ပါတယ်။အချိန်ကမနေတော့ဘူး။၈နာရီခွဲနေပြီ။အဝေပြေးကားတွေပဲလာစရာရှိတယ်။ မကြည်မနဲ့စကားတံများပြောဆိုပြီးခီးတံများအောက်ကိုဆင်းလာ၏ကားပေါ်မှာဆင်းနေသူဆယ်ယောက်ရှိသည်စူပေါင်းယုံကနေတက်လာတဲ့သူဟာနှစ်ယောက်တိုက်ကြီးပြန်မလားစိတ်ကူးတာကားပြတ်မှတော့အတော်တို့အိမ်ပဲပြန်အိတ်တော်မယ်အဲ့ဒီလိုဆိုကနောက်ကျောင်းကိုပြန်လှည့်သွားတယ်မော်ဘီမျိုးတွေကတက်လာတဲ့လူကြီးကလည်းမျိုးတွေကိုပြန်လျှောက်သွားပြန်တယ်ကိုချစ်တန်းကလည်းစဉ်းစားလိုက်တယ်မော်ဘီမျိုးတွေကဆိုင်ကယ်ကယ်ရီငှားပြီးတော့ပြန်ရင်ရတယ်မော်ဘီမျိုးတွေကိုလမ်းလျှောက်ပြန်ရင်နိုင်ဝတ်မကကြောင်းမင်း ထိုစိတ်ကူးကိုအကောင်အထည်မပေါ်ဖြစ်တော့ပါကိုချေတန်းကကာမီထိုးရတဲ့အရှိဘက်ကိုရှောက်သွားတယ်တိုက်ကြီးဘက်မှပြန်လာတဲ့ကယ်ရီသမောင်းဒါစီဖို့အကြံနဲ့ဖြစ်တယ်သူရန်ဆောင်နေစင်မှာပြီးပြီးအလန်တရဲ့အဝေးပြေးကများလာရာကို တွေ့ရရင်သူတို့ကိုတားလို့မဖြစ်တားလင်လေရက်ပေးမယ်မထင်တက်စီကောင်းလွန်လာရင်လေတားလို့စီးနိုင်တယ်ဂျန်ကီးတဲ့များကကားပြက်တဲ့နောက်မှာပဲရှိနေသေးတယ်ဟောဖះဖះတက်စီကဖြစ်ပါစီမော်ဘီဘက်မှလာတဲ့ကားပြက်တဲ့ သူထင်တယ်လို့တက်စီဖြစ်တယ်။ဒါပေမဲ့လေကာနာတားသူများကိုရက်မပေးတော့သူအနာဖြတ်သွားတော့ကာတာမေကြံလိုက်သေးတယ်။ကားထဲမှာပါလာတဲ့သူကို တွေ့လိုက်ရတယ်။ကားပေါ်မှာလူနှစ်ယောက်ထင်းတင်သွားလဲရရင်သားနဲ့ကိုချင်းစာစီမရှိဘူး။ကိုချေတန်းမကြင်မနဲ့ရေရွတ်နေစဉ်မော်ဘီပတ်မှာဆိုင်ကယ်ကယ်ရီတစ်စီးကလာနေတာကို တွေ့လိုက်ရတာကြောင့်ကားပြန်အနည်းကိုပဲပြန်ရှာလာခဲ့ရင်ကားပေးမှာရက်နေသူများကဥသွားလေတယ်။ သူကားပြက်ကြီးနာမရောက်ခင်မှာပဲဆိုင်ကယ်စနိုးတန်ချောင်းလိုက်ရပြီဆိုင်ကယ်ကသူ့ရှိမှပြန်မောင်းသွားတယ်ဆိုင်ကယ်ပေါ်မှာအမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်တို့တိုးကပ်စီပြီးပါသွားတာကိုတွေ့လိုက်ရတယ်ငါရှိမှသွားဆောင်နေတော့မော်ဘီယာလာတဲ့ကားဆိုင်ကယ်သူတို့ငှားလို့ပို့မှငါရတော့မှာပဲငါသူတို့အနားမှာပဲနေမှဖြစ်မယ်တိုက်ကြီးပမလာတဲ့ဆိုင်ကယ်အလုတ်ကိုဆောင်းဖို့အကြံကိုလက်လျှော့ကခီးတယ်များနဲ့အတူတူဆောင်းဖို့ဆုံးဖြတ်လိုက်ရတယ် ကာဘီနောက်မှာဆယ်နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့သူကလေးမလေးရဲ့အဖေနဲ့အမေ၃ယောက်တည်းရှိတော့တယ်။သူနဲ့ပါဆိုရင်၄ယောက်ဖြစ်သွားတယ်။ဒရိုက်ဘာကတိုက်ကြီးဂိတ်ကဆက်ပြေသမားတစ်ယောက်နဲ့လာကြုံမဲကောင်းမှားထားတယ်လို့ပြောတယ်။ကားဆယ်နာရီလောက်မှရောက်မယ်။စောင်းနိုင်ရင်စောင်းဖို့ပြောလိုက်။ကျေးဇူးပါပဲဗျာ။ဆိုင်ကယ်ဖြစ်ဖြစ်တက္ကစီဖြစ်ဖြစ်ငါမရရင် လာကြုံမဲကစောင်းအောင်ပါပေါ့။ဒီကြားရဲကယ်ရီရရင်တော့လိုက်သွားမယ်။ခီးတဲ့ရင်သားမီသားဘ၃ယောက်ကတော့ ဇပင်သမားနေတူတူလာမယ်ကောင်းကိုစောင့်တော်မယ်လို့ပြောနေ။အတော်တို့ကတိုက်ကြည့်လမ်းမပေါ်တင်းဆိုတော့ဘယ်အချိန်ပြန်ရောက်ရောက်အေးမကြည့်ဘူး။ငါတူအေးကြည့်ရင်ပြန်မှာ။ထိုးစင်မှာပဲမော်ပြီးဘက်မှာဆိုင်ငယ်တစ်စီးလောင်နေတာကြောင့်သူတို့အားလုံးလမ်းမပေါ်ကိုတက်ပြီးတားလိုက်ကြတယ်။အချိန်ရောက်9နာရီထိုးဖို့10မိနစ်သာလိုတော့တယ်။ဆိုင်ငယ်လာရတဲ့နေ့ကိုချစ်တန်ဆိုင်ကဘုတ်ကိုဝင်ထိုင်ပြီးအားရပါးရတက်လိုက်တယ်။ကဲအားလုံးပဲသွားပြီ။မင်းတို့ကံကောင်းသွားတာပဲ။ အေးအေးတွားတွားသူတို့ကစည်ရည်လည်ရည်ချမ်းရင်ခင်ကိုချင်တန်းအားလေးဆိုင်ကယ်ကယ်ရီရလိုက်လို့စိတ်ထဲမှာပေါ့သွားကောင်းဆိုင်ကယ်အဖိုးအခမမီပဲနေလိုက်တယ်ထိုးချိန်မှာ1500တောင်းတောင်းလေးပေးလိုက်မယ်လို့စိတ်ကူးထားတယ်မောင်မင်းကြီးသားတောင်းရောက်မလာညာစင်နိုင်စက်တနိုင်မှအိမ်ပြန်ရောက်တော့မယ်ညာစာမဆားရသေးတာကြောင့်စာလာပြီဆိုင်ကယ်မောင်းသူကအသက်20ဝန်းကျင်ကရှင်ရုံးမယ်လို့ခံမှန်းလိုက်တယ်ဆိုင်ကယ်ကိုကျွမ်းကျွမ်းကြွကျင်စီးတဲ့ပုံရတယ် အကိုကဘယ်ကလာတာလဲရန်ကုန်ကပြန်လာတာနေကင်းကသွားတာကိစ္စမပြီးပြန်လို့နောက်ဆုံးကားနဲ့ပြန်လာရတာကားကလက်ဘူးတိုက်ထားတဲ့ကားနဲ့တူပါတယ်မော်ဘီအဝင်မှာတခါပြတ်သေးတယ်အခုမော်ဘီအထွက်မှလည်းပြန်ရောပြန်နှိုးလို့ကိုမရတော့ခီးတရားဆယ်ယောက်ပဲကျန်နေသူတို့ကိုပြဿနာလုံးမဲ့လူလို့မရှိဘူးဆိုတော့ကြောက်ချပြီးတော့ရက်နေတော့တာပဲကျွန်တော်နဲ့တွေ့လို့အကူကံကောင်းသွားတယ်ဒါနဲ့ငါညာဘယ်ကိတ်မှထိုးတာလဲမော်ဘီမျိုးထဲမှာပဲလား ကျွန်တော်ဘုံကဂယ်ရီသမားနေတူနေလို့လားဟာအဲ့ဒီလိုမဟုတ်ပါဘူးညီလေးရောဘယ်မှာမှဂိမ်းမထိုးပါဘူးကျွန်တော်ကဆိုင်ကယ်စီးရတာဝါသနာပါတာပါဆိုင်ကယ်စီးနေရရင်ကိုပြောတာဒါကျွန်တော်ဆိုင်ကယ်မဟုတ်ဘူးကျွန်တော်တူဆိုင်ကယ်ကျွန်တော်ဆိုင်ကယ်ကစူဇူကီလေးလုံးထိုးအရန်ကောင်းတယ်ကောင်းလေးရဆိုင်ကယ်ကိုဖြင်းချင်းစွာနဲ့မောင်းရင်းစကားပြောနေလူငယ်တော်တော်များများဆိုင်ကယ်ပေါ်တက်တာနဲ့လက်စွမ်းပြကြတယ်ခက်ကြမ်းကြမ်းမောင်းတက်ကြတယ်အခုလူငယ်ကတော့ တနာယီမိုင်30ထက်မပိုတဲ့အချိန်နဲ့မောင်နှင်နေပုံရတယ်လို့ထင်လိုက်တယ်။ငါညင်နေမေဘလို့ခေါ်လဲ။ကျွန်တော်နမေလားဖိုးရှုပ်လဲခေါ်တယ်။ဖိုးစော်လို့လဲခေါ်ကြတယ်။နမေအရင်သိန်းစုံကိုအိမ်ရောက်ပဲခေါ်တော့တယ်။အပြင်လောကမှာဖိုးရှုပ်ဆိုတော့ခွေးရစားသိ။ဆိုင်ကယ်အမြန်စီးတဲ့နေရာမှာကျွန်တော်ဘသူမှမမီ။ဆိုင်ကယ်ပြိုင်တယ်လေကျွန်တော်နိုင်ခင်။အခုဆိုင်ကယ်ကိုအမြန်မစီးတာ။အမြန်မှန်ရသွားလို့လား။ဘာကြောင့်လဲ။အကိုပါနေလို့ပြီးတော့ရှေ့နောက်စကားပြောလို့ရအောင်။ ဖြည်းဖြည်းမောင်းနေတာ။အော်မသိပါဘူးကွာ။အေးအေးဒီအနေထားပဲကောင်းနေ။စံကေရကမြောင်းတကောင်ရွာကိုကြော်ပြက်လိုက်။ကျွန်တော်မိမတွေကထောက်ချက်မှရှိနေ။ကျွန်တော်ကမြောင်းချောကုန်းရွာသူနဲ့အเจ้าပါပဲတော့။ပြီးခဲ့တဲ့သုံးနှစ်ကအိမ်တော်ပြုခင်။တကြံမှာကရင်နေယူဖြစ်တယ်ဆိုပါတော့အကိုရ။ထိုးချိန်စံကေစင်းနေရင်အပုံနှံကိုစူးစူးဝါဝါရလိုက်တယ်။ဟာပုတ်လိုက်တာနန်းဟောင်းနေတာပဲ။လူဆိုတာတင်ရင်ပုတ်တာပဲမဟုတ်လား။ လမ်းဘေးကခွေးအပုတ်ကောင်နန်လိုထင်လိုက်ပြီးမင်းဘာမှမပြောတော့ဘူးအပုံနံတော်တော်ဝဝေးထီကိုပါလိုက်ညောင်းတကောင်ဆိုင်ကင်ထွက်ခဲ့ပြီးကောင်းလေးကတော့စကားရိဆက်ပြောနေတယ်ကျွန်တော်အိမ်အောင်ကြပြီးတော့တနေ့တွင်မှာဒါလီမွေးတွေစူပါတော့ဗျာကလေးသာရတယ်ကျွန်တော်ကဆိုင်ကင်စည်းနဲ့အိတ်ကက်တည်းမရှိဘူးမော်ဘီကတငယ်ချင်းစီကိုတွားလိုက်တိုက်ကြီးကတငယ်ချင်းစီကိုယောက်လိုက်နေပြောလို့မဆုံးဘူးညစေနိုင်နောက်ပိုင်းဆိုရင်ကျွန်တော်တို့ဆိုင်ကင်မောင်းပြန်ကြတာတိတ်ပြောစရာကောင်းတာပဲ ဘသူမှမထိခိုက်ကြအောင်လားမှောက်တဲ့ကောင်လေးမှောက်တာပေါ့မသိမလောက်ခံကြရတာဒါပေမဲ့ဘသူမှမမှတ်ဘူးပြန်ကောင်းရင်ပြန်ပြီးတော့မောင်းကြတာပဲကျွန်တော်လည်းခံလိုက်ရတာပဲအခုကျွန်တော်ကထောက်ချံအမေတို့အိမ်ကပြန်လာတာကျွန်တော်တို့နှစ်ပတ်လည်နေအလူလောက်တိုင်းကျွန်တော်ကိုလာခေါ်သွားလို့ခွင့်ပြုချက်နေသွားရအမေတို့ကအလူမှာအမြောက်ဝေတောင်စာမိတော့ဒါတို့မခေါ်နိုင်သူရဲ့ဆိုင်ကယ်တွေ့တာနဲ့ယူပြီးတော့ရှောက်စီးနေလားနောက်တနေ့ပြင်ရင်လေလာခေါ်ဦးမှာမင်း ကျွန်တော်ကဆိုင်ကယ်မြင်ကိုမနေနိုင်တော့ထို့ကြိမ်မြောက်ကျောကုန်းရောင်ကိုဝင်လာခဲ့ပြီဒီရွာကကျွန်တော်မိန်းမရဲ့ရွာလေးအခုမိန်းမနဲ့ကလေးကထောက်ကျန်အမေတို့အိမ်မှာရောက်နေတယ်မင်းကငါ့ကိုတိုက်ကြီးမှချပြီးတော့ထောက်ကျန်ကိုပြန်ပါလာဒီမြောက်ကျောကုန်းမှာပြန်အိမ်ပါလာကျွန်တော်ပြောပါရော ထောက်ကျန်ကပြန်လာတာလို့ကျွန်တော်နေရာရှေ့နောက်မှာအခုဆိုင်ကယ်စီးတယ်လားမစီးတတ်ဘူးကစပိတ်မစီးတတ်တယ်ဟာအဲ့ဒါမှခတ်တာပဲ ျွန်တော်ရင်းနှီးနေအောင်ရောက်တော်မင်းကျွန်တော်နေခဲ့ပြီတော့အကုတ်ဆိုင်ကယ်ပေးစီလိုက်မလို့စိတ်ကူးထားတာဟာအကုတ်ဆိုင်ကယ်မှမဟုတ်တာမစည်းဝင်ပါစီလည်းမစည်းတတ်ဘူးဒါနဲ့ငါ့ညီဆိုင်ကယ်ကိုမသိနဲ့အကုတ်ကိုပေးစီမယ်ဆိုတော့သူများဆိုင်ကယ်ကိုခိုးစီးလာလားအာမဟုတ်ပါဘူးဒီဆိုင်ကယ်ကထောက်ကျကျွန်တော်တူကြီးဆိုင်ကယ်ပါဒီဆိုင်ကယ်စီးလာတာလူကြီးတွေသိလို့လားမလို့ပါဘူးဖိုးချုပ်အိမ်ကဘယ်ဆိုင်ကယ်ကို UCC ရတယ်အခုကျွန်တော်နေတဲ့နေအောင်ရောက်တော်မယ် ထိုအချိန်မြောက်ချောကုန်းလုံလုံးဘန်တပွင့်တောင်ကိုသွားရာမဟုတ်ဦးရှိကိုရောက်လာရင်စံကေကိုအရှိန်ချော့ပြီးမောင်းနေအခုမယုံဘူးလားကျွန်တော်နေတာဒီရှိနားတယ်မင်းလွန်ခဲ့တဲ့နေ့ကကျွန်တော်ရေဆိုင်ကြီးနေဒီလမ်းပေါ်မှာပြိုင်မောင်းရင်ကောင်လေးထံမှာစကားမဆက်တာကြောင့်ကိုချစ်တန်းကဘာဖြစ်သွားလို့လဲကွာဆက်ပြောလीစကားဆက်မပြောသေးပဲဆိုင်ကေကိုဆက်သက်ကရှမ်းလိုက်ပြီးမိကိုဖွင့်ထားတယ်ကဲအခုကျွန်တော်ဆင်းပြီ ကျွန်တော်နေတဲ့နေရာရောက်ပြီသွားတော့မယ်ဆိုင်ကယ်ကိုဆက်စီးသွားသူကပြောပြီးတော့နေဆိုင်ကယ်မင်းရောက်အောက်ကနေလမ်းဘေးကိုဆင်းလိုက်စင် သူရဲ့ကြောဘေးပြီးရှောက်သွားတဲ့အနေထားကိုလမ်းမြင်လိုက်ရရင်အာအမလီတရဲ့တို့လူငယ်ရဲ့ခေါင်းနောက်မှာပွင့်ပြီးအုံနောက်မြအထွေးလိုက်ကြနေတဲ့မြင်ကွင်းကိုအတင်းသားမြင်လိုက်ရလို့ထောက်အော်မိလေတို့လူငယ်ဆင်းသွားတော့ကမြောက်ကျောကုန်းချွာတင်းချိုင်းဖြစ်နေရှေ့ကိုပြင်းရမလားအနောက်ကိုပဲပြန်ပြင်းရမလား ဝေခွဲမရဖြစ်နေစဉ်အရှိန်မမောင်းလာတဲ့ကောင်းမီးရောင်ကသူ့မျက်လုံးကိုထိုးလိုက်တာကြောင့်မျက်လုံးများပြသွားရင်ထိုကဆက်ရှင်တက်ပြီးရက်လိုက်တယ်။ကားကတိုက်ကြီးမှလာတဲ့ကားဖြစ်တယ်။ကားပေါ်မှာရဲသားနှစ်ယောက်ဆင်းလာတယ်။ဟေ့ဘာရက်လောက်များလဲ။ဟာကြေတနာပဲရဲတွေ။အာတီဆိုင်ကင်းနဲ့ဘယ်လိုရှင်းရပါမလဲ။နောင်ကြီးကဆိုင်ကယ်တစ်စီးနဲ့ဒီမှာဘာရက်လောက်နေတာလဲ။ဆိုင်ကယ်မောင်းလာတဲ့ကောင်လေးဒီအောက်ကိုဆင်းသွားလို့စောင့်နေတာ။အပေါ်သွားလား။အလေးသွားလား။ မသိဘူးဗျသူ့နေရာရောက်ပြီဆိုပြီးတော့ဆင်းသွားတာပဲခမရညာနေတာလားအဲ့ဒီလူကိုတခုခုလုပ်ပြီးတော့ဆိုင်ငယ်ရှူမလို့လားအာမဟုတ်တာ ကျွန်တော် ဆိုင်ငယ်လုံးဝမစည်းတတ်ဘူးထိုးစင်ကားစီမသူရဲ့အုတ်တယောက်ဆင်းလာပြီးကားလမ်းကိုကူးလာတယ်ဆိုင်ငယ်နံပါတ်ကိုကြည့်တယ်ဟာဒီဆိုင်ငယ်ကထောက်ချက်ရေစက်ကန်တန်ချက်ပွင့်ထားတဲ့ဆိုင်ငယ်ပဲနေကင်းရောက်မှအကြောင်းကြားလာတာနောက်ကြည့်ဆိုင်ငယ်ကိုခိုးစီးလာတာလားရဲတယောက်ကကိုချစ်တန်ကိုလက်ထဲခတ်ပြီးတော့ ကားစီကိုခေါ်သွားတယ်။ကိုချစ်တန်းကကားပြန့်လို့ကားစီလာကြောင်းပြောပြတယ်။ဆိုင်ကင်းကအခုမှရက်ထားတာ။ဆက်ကပူရုံးရှိသေးတယ်။အခုတော့ထောက်ကြံဦးသွားမယ်။နောက်ကြီးပြောတဲ့ကားပြန့်မော်ဘီဆက်ယုံမှာ ရှိသေးတယ်ဆိုရင်ဝင်ပြီးတော့မေးစီမယ်။အဲ့ဒီမှာကားစီနဲ့တားဖသုံးယောက်ရှိသေးတယ်။ဒရိုက်ဘာလည်းသိတယ်။သူတို့ပဲဝိုင်းကြပြီးတော့တင်ပေးလိုက်တောင်။ခမပြောတဲ့အတိုင်းမှန်နေဆိုရင်ဆိုင်ကယ်ကိုတဲ့အမှုကလွတ်နိုင်တယ်။ဒါပေမဲ့ကောင်လေးကိုတတ်ပြီးကောင်လေးရဲ့ဆိုင်ကယ်ကိုလူထားတော့ဆိုရင်တော့ အမှုအောင်ပူကြည့်သွားမှာပဲဟာမဟုတ်ပါဘူးဗျာကောင်းလင်းကတင်းချိုင်းဘက်ကိုဆင်းသွားတာပဲခမရူစောင့်ရင်းနဲ့သူ့ပြန်လာတာတိုးနိုင်တော့ပေါ့ရဲမြောင်းလေးဘာမှမပြောတော့ကြောင့်ကိုချေတန်းကလည်းငြိမ်နေလိုက်တယ်ရဲတယောက်ကကားနောက်ကဆိုင်ကယ်စီးပြီးပါလိုက်ကံအောင်လီကိုဆွား15မိနစ်ခန့်မောင်းလိုက်တာနဲ့ပြန်နေတဲ့ကားကြီးကိုတွေ့လိုက်တယ်ကားနောက်မှာဒရိုက်ဘာနဲ့အတူတူခီးသေးသုံးယောက်ထိုင်နေတယ် ရဲများကားရမ်းလိုက်ပြီးဒရိုင်ဘာနဲ့ခီးသည်သုံးယောက်ခေါ်လိုက်တာကြောင့်တပတ်ချမ်းကိုကူးလာကြတယ်။သူတို့ကိုချစ်တဲ့အုံမြင်တာနဲ့ဟာဟဲ့လူဘလို့ဖြစ်ပြီးတော့ပြန်ပါလာရတာလဲ။ရဲများထိုလူလေးယောက်ကိုခမရတို့သူ့ကိုသိကြလား။ဟာဒီလူကကျွန်တော်တို့ကားနေပါလာတဲ့သူစစောအပင်ဆိုင်ကေကေပြီးတားစီပြီးတော့ပါသွားတာ။သူစည်းသွားတာဟိုဆိုင်ကေလား။ဟုတ်တယ်။မောင်းတဲ့ကောင်လေးကအသက်90လောက်ပဲရှိမယ်ထင်တယ်။ ီကောင်လေးဆိုင်ကယ်ခိုးလာပြီးတော့မလွတ်မှန်းသီးလို့ဒီလိုနဲ့ထားခဲ့ပြီးတော့ထွက်ပြေးလာမှမသိပဲဟုတ်တယ်ဆိုင်ကယ်မောင်းတဲ့လူကိုမတွေ့ရမင်းနဲ့ဒီလိုနဲ့ဆိုင်ကယ်ပဲတွေ့လို့ခွန်လာဆိုင်ကယ်ကလည်းပျောက်သွားလို့တိုင်ထားတဲ့ဆိုင်ကယ်ဖြစ်နေတယ်ထောက်ကြံ့ရုံရောက်ရင်တော့ဒီကိစ္စအဖြေပေါ်မှာပဲဝိုင်းမီတော်ထောက်ခံပြောသူများရင်နမေများလိမ့်စာများရဲများတောင်းယူထားလိုက်တယ်ထောက်ကျက်ရဲစခန်းကိုရောက်တော့စေနာကြီးခွဲပြီးပြီးတိုက်ချက်ဖွင့်တာရင်းဆိုင်ကယ်ပန်းရှင်ကိုခေါ်လိုက်တယ် ထောက်ကျန်အနေဖိုးရှုံလို့ခေါ်တဲ့တငယ်လေးအလူအပြန်မစီးခဲ့တာလို့ဒီလူကပြောတယ်။အဲ့ဒီဖိုးရှုပ်ကိုမတွေ့လို့ရဲစခန်းကိုခေါ်လာခဲ့တာပါ။ဆရာတို့မတွေ့ဆူအဲ့ဒီဖိုးရှုပ်ကပေးခဲ့တဲ့နှစ်ကဆိုင်ကယ်မောက်ပြီးတေးသွားပါပြီ။ဒီနေ့သူတနည်းပြေပြီ။သူမြုပ်ထားတဲ့တင်းဆိုင်ကိုသွားပြီ။အလူမတရားလာနာဖို့ဖိတ်ခေါ်ခဲ့တာပါ။ဟေးတေးတဲ့ကောင်ကဆိုင်ကယ်မောင်းသွားတယ်။ဟုတ်ပါရဲ့ဆရာ။ဒီလူမအပြစ်မရှိပါ။သူသိပြီးရက်မလဲခင် အိမ်မှာသူ့ဝိညာဉ်ရှိစဉ်အောင်ဆိုင်ကလေးညညယူစီလို့မနေတောင်းပန်ထားရတယ်။သူ့ကိုသူ့မိန်းမရွာမြောက်ချောကုန်းတင်းချိုင်းမှာဂူသွင်းခဲ့တယ်။တလားပြေလို့လာဘက်စွန့်ခတ်တော့တရားလာနာဖို့သွားဖိတ်ခေါ်ခဲ့။အလူပြီးတဲ့နေ့အိမ်ရောက်ဆိုင်ကယ်ပြောက်တာနဲ့လိုက်ရှာတာဘယ်မှမမတွေ့ဘူး။နောက်နေ့သူ့ကူဘေးမှာဆိုင်ကယ်ကိုပြန်တွေ့။အဲ့တော့ညဘက်အိမ်မက်လာပြီလို့တွေ့တာ။သူ့ဆိုင်ကယ်စီးပြီးတော့ပြန်သွားတယ်။ဆိုင်ကယ်ကိုလာယူလို့ပြောသွားတာ။နေကင်းအောင်ဆိုင်ကယ်ပြောက်မှန်းတီတော့လိုရမရရဲစခန်းမှာတိုက်ချက်ဖွင့်ထားလိုက်တယ်။ ကျမရဲ့မောင်အောင်လေးမြောက်ကျောကုန်းတင်းဆိုင်မှာသွားဆောင်ခန်းထိုင်ညနေ9နာရီလောက်ထိစောင့်ပြီးမှဆိုင်ကယ်မရောက်မလာဘူးဆိုပြီးပြန်လာတာဟုတ်တယ်တလန်းလုံးသူဆိုင်ကယ်ကိုသဘောကျနေကြောင်းမကြမကြပြန်နေကြောင်းပြောပြသွားတယ်ဆိုင်ကယ်ပေါ်ကလည်းစင်ယုံသူ့နောက်စီပွင့်ပြီးတော့အုံနောက်တီထွက်ကြနေဟုတ်တယ်ကားလန်းနဲ့ဦးစံနဲ့ရိုက်ခွဲတယ်လို့ဖြစ်ပြီးတော့တေးသွားတာကာယကရှင်များရေစောက်ခန့်ကိုလာရောက်ပြီးသူတို့သားအကြောင်းပြောပြလို့ ဆိုင်ငယ်ပြောက်တိုင်ထားတဲ့အမှုပိတ်သိမ်းပြီးခင်ရတယ်။ညာရင်းချင်းကိုချစ်တန်းတိုက်ကြီးကိုကနေ ပြန်ပို့ပေးမယ်လို့စီစဉ်နေစဉ်။ဟာဒီကကိုချစ်တန်းတကူတကလိုက်ဖို့မနေပါနဲ့တော့ကျွန်တော်တို့လေတိုက်ကြီးပြန်တော့မှာကျွန်တော်တို့ကောင်းနေတာတခါလေးလိုက်ခဲ့ခေါ်သားလိုက်မယ်။တကူတော့ပြောထားမယ်နော်။အခုလို့သွားရင်လာရင်နဲ့အမှုအခင်းနဲ့ကြုံရင်ကျုပ်တို့သွားရရှောက်လိုက်ရမယ်နော်ဖြစ်လား။ဟာဖြစ်တာပေါ့။ဘဟုတုတန်လေးတိုးတာပေါ့။ရဲကင်းလေတော့ကနေ့ တိုက်ကြီးကိုကိုချစ်တန်းတယောက်ပြန်ပါလာခဲ့လိမ့်မည်လမ်းမှာပါပြဿနာမှမတွေ့အမှုအခင်းနဲ့မကြုံတာကြောင့်တိုက်ကြီးကိုညတနာ ਈ မှပြန်ရောက်ခဲ့တော့တယ်ရဲစခန်းမှာရဲသားတယောက်ကိုဆိုင်ကယ်နဲ့လိုက်ဖို့ခိုင်းတာကြောင့်မကြမီမှာပင်အင်ကိုပြန်ရောက်ခဲ့လိမ့်မည်အင်သားမြန်လေးကလေးများမှလွယ်လို့စိတ်ပူပြီးစောင့်နေကြတယ်ကိုချစ်တန်းလည်းဆိုင်ကယ်ကယ်ရီငှားစီးရောက်ကတရေမောင်းနဲ့ဆိုင်ကယ်ကိုမှငှားစီးမိပြီရဲစခန်းကိုရောက်ရတဲ့အကြောင်းများကိုပြောပြရအောင် ကိုချေတန်းဇနီးနဲ့ရောက်ခမကြီးလင်မယားကောင်လေးရှင်တတိတ်နေနဲ့နားထောင်နေကြပါတော့နီဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအစုံဒီနားဆင်ပေးခဲ့ကြရင်ပရိသတ်တယောက်ချင်းစီတိုင်းကိုသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်